ချူအချစ်ရဲ့အလှအချစ်ရဲ့အရာသာမ သူအိပ်ပျော်သွားပြီသို့မဟုတ်လည်းသူအိပ်ပျော်လူဆဲဆဲဖြစ်နေပြီကျမပကြီးဆွဲခြင်းသည်ကျမအတွက်ကိုဟန်ပြပေးဖို့ဘယ်တော့ကမှသဘောမတူခဲ့သောယောက်ျားသည်ယခုအခါပကြီးဆွဲခံရန်အကောင်ဆုံးကိုဟန်အနေထားဖြင့်အဆင်သင့်ရှိနေပြီအနည်းမှာလည်းထောက်ဆင်မှချိတ်ထားသော အဖြူတဲ့ကန်ဖရက်ကအဆင်သင့်ရှိနေသည်ကျမလိုအပ်သမျှမှအိပ်ရာပေါ်မှထထွက်လာပြီးကန်ဖရက်ရှိမှထိုင်လိုက်ရုံပဲဖြစ်သည် သို့သောကျမသည် စိတ်ထဲကသာရွေးရှားလျက် တကယ်ကိုခန္ဓာကဒီအတိုင်းလဲလှမ်းနေမိသည်ဗကြီးဆုတ်တံကိုကင်ရမည်ကျမ၏ညာလက်သည်သူ့ပခုံးဆုံးပေါ်မှပက်လက်တင်လျက်ရှိသည်ဒီလက်ချောင်းကလေးတွေအပြင်ပိုင်းသည်သူ့ပခုံးဆုံးကိုထိကပ်လျက်ရှိသည် သူ့ပခုံးဆုံးသည်အောင်းဆရာကောင်းလာအောင်ချုံးမွေနေသည်နောက်ပြီး ချွေးဆိုပြီးအေးဆက်စွာနူးညံ့နေသည် ထို့နူးညံ့အေးဆက်သည့်အတွေ့ကလေးထံမှကျမမခွာခြင်းအနေဆုံးကျမ၏စိတ်လှုပ်ရှားမှုကြောင့်တော့မခွာခြင်းခဏကြာလျင် သူ့ဟုတ်ဘက်သို့ဆောင်းဖြစ်တော်မူအဲ့ဒီအခါကျမှပဲကျမလက်နှင့်သူ့ပခုံးစိုးဝေးကွာခြင်းဝေးပစေတော့ သူညာဘက်လက်ကသူ့ရင်ဘက်ပေါ်မှာတင်နေသည်ခေါင်းကခေါင်းပေါ်မှာမရှိဘဲမှု့ရနှိခေါင်း၏အဆက်မှာရှိသည်ထို့ကြောင့်ခေါင်းငယ်ဆောင်လျက်ရှိသည်ထိုအခါကိုခန္ဓာသည်ဘဘူးရုပ်ထုတစ်ခုလိုပင်ပြည့်ပြည့်စွာလိမ်လွှဲလျက်ရှိသည် အဲ့ဒီကိုခန္ဓာသည်ပကြီးဆရာတယောက်ဤကမ်ဖတ်ရှိတွင်ငိန်သက်စွာတရှိနေသည်ဆိုတော့ပကြီးဆွေရန်ဘလောက်အဆင်ပြေလိုက်ပါသလဲထိုအတွေ့မျိုးကျမတွေ့မိသည်မှာလာပေါင်းများစွာကြာမြင့်ခဲ့ပြီဒါကြောင့်လဲအိယာမဝင်မီကမ်ဖတ်ကိုအဆင်သင့်ရွှေ့ထားခဲ့ခြင်းဖြစ်သည် ို့တော့ယခုထိအကောင့်ထဲမပေါ်နိုင်ခဲ့ပါဒီနေ့ညလည်းအကောင့်ထဲပေါ်နိုင်မည်မထင်ပါလူတယောက်အိပ်ပျော်နေစဉ်သူခွင့်ပြုချက်မရပဲပကြီးဆွဲခြင်းသည် ထိုသူ၏အခွင့်အရေးကိုချိုးဖျက်ခြင်းပင်ဖြစ်သည်ဒီလိုပဲကျွန်မခံစားရသည်ထိုသူကပကြီးစရာ၏ခင်မွန်းတဲ့ဖြစ်နေစေအောင်တော့ဤရချက်နှင့်အကြောင်းဝင်သည်ဟုကျွန်မထင်သည်ပေါင်းချက်ထားသော canvas အလုပ်ကိုအိပ်ယာပြီးမှထားသည့်ပထမဆုံးညတော့က"သူကျမကိုမယုံသင့်ကဖြစ်မိ"အဲ့အရာဘာလို့ဖို့လဲ ကျမမလင်မညာပဲအမှန်တိုင်းဖြေခဲ့သည်ရှင်အိတ်ပြောသွားရင် ရှင်ကိုပကြီးဆွဲမလို့လေဟာဒီမိမသူတော်တော်ရှက်သွားခဲ့ပါသည် ကျမရှင်ကိုပကြီးဆွဲခြင်းနေရကြားလာပြီမဆွဲရပါဘူးဆွဲမှာပဲရှင်ကိုကျမပိုင်တယ်မင်းငါ့ကိုအဲ့ဒီနည်းမျိုးနဲ့မပိုင်ပါဘူးပိုင်တယ်လင်မယားဆိုတာတယောက်ကိုတယောက်ဘာမှမဆိုပိုင်တယ်မင်းငါ့ကိုတခြားကိစ္စတာပိုင်ခြင်းပိုင်မယ်ပကြီးဆွဲခန်းတော့မပိုင်ဘူးအဲ့လေပိုင်မပိုင်ချစ်ကြသေးရပါ့ အဲ့ဒီနေ့ညကဒုက္ခများချက်ချင်းအိပ်ပျော်တတ်သူဖြစ်ပါလျက်အိမ်မပျော်အောင်ဇိုအတင်းထိ ंछ ုပ်ထားရသည်မိကနေအိပ်ပျော်သွားပြီးဘလောက်မှမကြမီလန်းနိုးလာခဲ့သည်သူ့ဘဲမှာလဲလျောင်းနေသောဂျမအားအိတ်ချင်မှုတွင်မြင်သွားသောအခါစိတ်ချင်နှက်စွာတစ်ချက်ပြုံးလိုက်ပြီးသူ့ခေါင်းကိုပြန်ပစ်ချကာအိပ်ပျော်သွားသည် သူဒီပကြီးဆွဲခံရင်တော်တော်မနှိမ့်မြူသူပါလားဟုတ်အဲ့ဒီညကမှကျမသိသွားခဲ့ရပါသည်ကျမယောက်ျားသည်ရုပ်ရည်ချုံမောသူမဟုတ်ပါသူရုပ်ရည်ကအနေငယ်ကြမ်းတမ်းသည်ဟုပင်ပြောနိုင်သည်မျက်လုံးကကျမငယ်စဉ်ကစိတ်ကူးရင်ခဲ့သည့်ချစ်သူတယောက်ဤမျက်လုံးတွေလိုမဲနှံဆူးရှာခြင်းမရှိညိုသည်ဆိုရောလေညိုသည်ကြည်လက်လက်မျက်လုံးများဖြစ်သည်မျက်တောင်ကလည်းအညိုနှူးရောင်နောက်ပြီးခက်တူတူပါပဲမျက်လုံးကလည်းခက်ပါပါ နှကောင်းကနှာရံမြင့်ပြီးနှာအိုးကြီးသည်ပါဇက်ကကြကြပန်းနုရောင်နှကန်းတွေပါရစိတ်ကိုရင်ခဲ့ဘူးသောကျမသည်ဘာဖြစ်လို့နှကန်းရောင်နှင့်အသားရောင်တညီတည်းဖြစ်နေသောသူကိုချစ်ခဲ့မိပါလေသူကတော့ကျမကိုမယုံသင်္ကာဖြင့်မေးတက်သည်မင်းဟာငါ့ကိုချစ်လို့ယူခဲ့တာမဟုတ်ရဲ့လားပကြီးဆွဲခံမဲမောတဲ့အဖြစ်အပန်ဝင်လိုက်တာများလားနေရတကာသူ့အားပကြီးဆွဲခြင်းနေသော ကျမကို သူမယုံသင်္ကာဖြစ်မိဆိုလေဖြစ်စီရပါပဲ ကျမဒီသူမီးပုံမှာချက်ပြုတ်လောက်တိုင်နေဒီကိုလည်းပကြီးဆွဲဖို့စူးစားဖို့ဤဘသူမှမသိတော့လှုပ်ဝက်ချက်တစ်ခုမှာသူဟင်းချက်အလွန်ကောင်းပြီသူမီးပုံချောင်းဝင်နေသည့်အခါကျမခက်လန်းလန်းမှမကြာခဏဆောင်ကြည့်ဘူးသည်အဲ့ဒါတကယ်ပကြီးကားတစ်ချက်ပဲဖြစ်၏ ကျမရဲ့နဲ့တိုင်းမီချုပ်ထားသောခါစီအဝတ်သည်သူနှင့်အတော်ကြီးကိုတူသည်ထိုခါစီကိုသူစည်းသည့်အခါအနီကွက်အစင်အသွေးသည်ထွားချိုင်းသောယောက်ျားကြီးနှင့်ကိုရိုကာယာဖြစ်နေလေတော့သည်ယောက်ျားတယောက်ကိုမိဖို့ခါစီအဝတ်ဖြင့်မြင်ရောင်မကြည့်ဘူးသောကျမသည်သူ့အားထိုပုံစံဖြင့်ပထမဆုံးအချိန်မြင်မှုသည့်အခါခွထိုးခွက်လန်ရဲမိပါသည်သို့တော်ခဏကြာတွင်သူမိဖို့ထဲမှလှုပ်ရှားဆောင်ရွက်နေသည့်မြင်ကွင်းကိုကျမငေးမောကြည့်နေမိတော့သည်ကျမမိဖို့ကြောင့်ကနိုင်ငံကဲ့ဗီရိုအမြင်များသည်ကျမ အတွက်ခုံနှင့်တက်၍ဖွင့်ကိုင်းရပစ္စည်းယူရပေမဲ့သူ့အတွက်တော့သူ့ရဲ့နှင့်တိုင်းထားသလိုကွက်တီဖြစ်နေသည်ဘီရိုတွေကိုဖွင့်လိုက်ပိတ်လိုက်လက်စင်းကန်စီသွားလိုက်မီးဖို့စီသွားလိုက်အသီးရွက်တွေကိုလှိချွတ်လိုက်ရေဆေးလိုက်နှင့်သူ့အလုံးရှုံနေပုံမှာတော်တော်ခံနာသည်သူချက်ပေးတော့ပထမဆုံးဟင်းကိုစားပြီးသည့်အခါသူမင်းဖို့ကြောင့်ဝင်လျင်ကျမတို့နှစ်ယောက်အတွက်ပိုအဆင်ပြေမည်ဟုကျမတို့ဆုံးဖြတ်လိုက်ကြတော့သည် ယခုလိုအချိန်မျိုးမှာကျမအိတ်မပြောတက်သေးမှာကျမ၏အားနည်းချက်ပဲဖြစ်သည်ယခင်ကတော့ညအိတ်မပြောလျင်ကျမပကြီကားတွေဆွဲလို့ပြီးစီတက်သည်အိတ်မပြောခြင်းအတွက်ကျမဘယ်တော့မှစိတ်ရင်နှောင်ရှယ်မဖြစ်ခဲ့ပေအခုတော့အနေထားတွေအလုံးကွဲလွဲကုန်ပြီသူအားပကြီဆွဲဖို့စိတ်ကူးသည့်အချိန်မှစပြီးညတွေညတွေမှာပကြီမဆွဲနိုင်တော့တာပဲဖြစ်သည် သူ့ကိုပကြီးမဆွဲမရမချင်းလဲကျမနေလို့ထိုင်လို့ဖြောင်းမှာမဟုတ်ဘူးထင်သည်ကျမသည်ငယ်စဉ်ကတည်းကလှုပ်ချင်သည့်အလုပ်တစ်ခုကိုမလုပ်ရလျင်စိတ်သည်လွတ်လပ်မှုမရှိဘဲတစ်ခုခုနှင့်ညှိနေသလိုခံစားရသည်ယခုလဲကျမသည်သူ့ကိုခန္ဓာနှင့်ညှိနေသည်ဟုဆိုရပါမည်။ကျမသူ့ကိုလက်ထက်ခဲ့သည်မှာအချစ်အတွက်လားဘဝအတွက်လားသူပြောသလိုပကြီးဆွဲခံသည့်ကိုဟန်ပြမော်ဒယ်တယောက်ကိုပိုင်ဆိုင်ခြင်းစိတ်အတွက်လားကျမမသိပါကျမသူ့ကိုချစ်သည် သူဒီတရားသူကြီးတယောက်ဖြစ်တော့ကြောင်းကျမဘဝအတွက်ငွေကြေးကအစလုံခြုံမှုရှိကောင်းရှိနိုင်တာလည်းမှန်သည်သူဤကြမ်းတမ်းသောရုပ်ရည်နှင့်နူးညံ့သောမျက်လုံးနူးညံ့သောအပြုံတို့ဤတွက်ဖက်မှုကို ကျမတန်းတော်စိတ်ဝင်စားမိရာလဲမှန်သည်ကြည်စမ်းပါဇပွဲတွင်မီးအုပ်ဆောင်မှ ဖြူပြပြမီးရောင်သည်သူ့ကိုယ်ခန္ဓာပေါ်အပိုင်းကိုဖျက်ကျလျက်ရှိသည်ကြော့ဤသောခေါင်းနှင့်စောင့်ငဲ့နေသောသူမျက်နှာအချက်ဖြင့်ဆူလက်နေသောသူလည်းတိုင်းသူပခုံးစွန်း ညာဘက်လက်တင်ထားသော သူ့ရင်ညွန့်ပိုင်းသူ့ခါးစီတွင်တပိုင်းတစပြေရော့စွာတင်နေသော ဖြူခွေးသည့်ချီဆောင်ပပဤရာအလုံးသည်ပကြီးဆရာတယောက်ရှိတွင်ပြည့်စုံသောအမှုပညာဖြစ်သည်ထိုအမှုပညာကိုမြင်ရသည့်အချိန်တိုင်းမှာပကြီးအဖြစ်ကန်ဖက်စ်ပေါ်တင်ခြင်းစိမ့်ဖြင့်ဆစ်ဆစ်ဆက်ဆက်ကြည့်မိသည်သူတချိန်ချိန်မှာတော့ပကြီးဆွဲခံဖို့ခွင့်ပြုလာပါလိမ့်မည် အင်းရှိလမ်းမှာစိုက်ကဲတစည်းမောင်းသွားတန်ကြရသည်ထို့နောက်ပဝင်းကျင်သည်တိတ်ဆိတ်သွားပြန်၏ကျမသည်ဖွင့်ထားသောမျက်စိကိုအသာမှိတ်လိုက်သည်ကျမအိပ်ပျော်ဖို့ကြိုးစားတော်မူထိုအချိန်မှာအယောင်များကိုစတင်မြင်လာခြင်းဖြစ်သည် အနီရောင်ရင်ရင်ဆူဆူထိုအယောင်ကိုပထမအုပ်သွေးဟုထင်လိုက်သေးသည်သို့တော့သွေးမဟုတ်ပါဆွတ်ဆွတ်တီမှန်၏စိတ်ဖြစ်တီမှန်၏သို့တော့သွေးမဟုတ်ပါ သူ့လက်ထဲမှာရဲနေအောင်စွန့်ထိန်နေသောအရာတွေသိမဟုတ်လျင်ပါပါလေသူပြုံးနေသည်ရဲရဲနေစွာဆေးဖြစ်သောအရာဖြင့်စွန့်ထိန်နေသောလက်ညှိုးကိုကျမစီတို့ညွှန်လိုက်၏ထိုအနီရောင်သည်မှွေးပြန့်သောရနံရှိသည်ထိုလက်ညှိုးကကျမနှခမ်းဖြင့်လာထိ၏ကျမပြုံးမိသည်အဲ့ဒါခန်းကျင်သည့် sauce တွေဖြစ်သည်သူကျမအားမကြခဏစိတ်လိုလက်ရပြင်ဆင်ကြွေးမေးသော အစားအစာများတွင်ခန်းချင်သည့် sauce လဲပါသည် Isabel Allende ကပြောတယ်မိမရဲ့တကယ်ကောင်းတဲ့ဆော့စာအမြင်အားဖြင့်ဆွဲဆောင်မှုရှိရမယ်တဲ့ကိုချစ်တဲ့ချစ်သူတယောက်ရဲ့မျက်နှာလိုကိုမျက်လုံးတွေကိုညှို့ငယ်နိုင်ရမယ်ပေါ့ကွာနောက်ပြီးအရသာကလည်းအနန်းတစ်ခုလိုပဲချုံမြင်ရမယ်တဲ့နောက်ပြီးတော့ဆော့ရဲ့ဆေးဖြစ်တဲ့အရေးဟာနူးညံ့ချုံမွေရမယ်သူ့ရဲ့အနန်းကလည်းပြန့်လွင်ကူးဆက်မသွားနိုင်တဲ့ထူးခြားတဲ့တိတ်တန့်အနန်းရှိရမယ်ကိုချစ်သူရဲ့အသားရည်ပေါ်ကအနန်းမျိုးပေါ့သူစိတ်လိုလက်ရပြောနေသည် မိဖို့ထဲမှာချက်ပြုတ်လောက်ကင်ဖို့ဝါသနာပါတဲ့ယောက်ျားတစ်ယောက်ကိုယူရလိမ့်မယ်လို့ကျမဖြစ်ဘယ်တော့ကမှမထင်ခဲ့ပါဘူး။ကျမတအံ့တအောပြောမိသည်။အာရှတိုက်သားတွေကလည်းယောက်ျားတွေတော်တော်များများမိဖို့ကြောင့်လည်းရင်းနှီးပါတယ်ကွာ။ ဟုတ်တယ်မိဖို့ကြောင့်နဲ့ရင်းနေတဲ့ယောက်ျားတွေဟာချစ်စရာလည်းတိတ်ကောင်းပါတယ်ထိုစကားကိုကျမစိတ်ထဲကသာပြောမိခြင်းဖြစ်သည်ဘာကြောင့်လဲဆိုတော့ကျမအိပ်ပျော်သွားလိုပဲဖြစ်သည်ထို့နောက်ကျမသည်အစိမ်းရောင်များစီတို့လွင်မျောပါသွားသည်ကျေပြန်သောမြခင်းပြင်ကြီးများဖုံးလွှမ်းနေသည့်တောင်ကုန်းမြင့်များဖြစ်သည်ထို့နောက်တောအုပ်စိမ့်စိမ့်များထို့နောက်စိုက်ခင်းစိမ့်စိမ့်များထို့မှတဆင့်ကျမသည်လွင်မျောသွားကတနေရရင်အဆုံးသက်သွား၏ ထိုနေရာသည်သူရင်ခွင်ဖြစ်သည် သူရင်ခွင်သည်ဘာဖြစ်လို့အစိမ်းရောင်တွေဖြစ်နေရတာလဲလက်ဆက်တော့ဆွတ်ဆွတ်တော့နူးညံ့တော့အစိမ်းရောင်ရှင်ကဘာဖြစ်လို့အစိမ်းရောင်ကြီးဖြစ်နေရတာလဲကျမမင်းမိသည်မင်းအတွက်အမြဲအာဟာရဖြစ်နေဖို့ကိုရင်ခွင်ကအစိမ်းရောင်ဆိုင်ခင်ဖြစ်နေရမှာမဟုတ်ဘူးလားဆိုင်ခင်လားဒါဆိုကျမခူးလို့ရတာပေါ့နော်ရတာပေါ့မင်းတယောက်တည်းခူးခွင့်ရှိရဲ့ဆိုင်ခင်လေကျမမုံညင်းရွက်ကိုကြိုက်သည်ကြိုက်လန်းကိုကြိုက်သည်ပဲရွက်ကိုကြိုက်သည်နန်းနံပင်ကိုကြိုက်သည်အားလုံးအစိမ်းရောင် သို့တော့ကျမစတော်ဘယ်ရီသီးကိုလည်းအလွန်ကြိုက်ပါသည်ဒီလိုပဲတစ်သလုံးစိမ့်နေမှလားဟင် ခုကျမမေးမိသည် သူကပြုံးပါသည်စိမ့်လဲစိမ့်နေဝါလဲဝါရဲနီလဲနီရဲဒါကမင်းကိုထားတဲ့အချက်ကသာပြုပြင်ပေးနိုင်တယ်ဟုတ်ပါရဲ့အယောင်ဆိုတာတယောင်ကနေတယောင်တို့ပြောင်းရတာမလွယ်ပါ သူရင်ခွင်ကတော့ကျမအတွက်ဆိုစိမ့်ရမှဝါဝါရမှနီနီရမှလည်းဖြူနိုင်ပါတဲ့စမ်းကြည့်ရမယ်စမ်းကြည့်ပေါ့ ကျမကသူ့ဟာအတမထွက်ပဲစိတ်ထဲကသာပြောလိုက်သည်စတော်ဘယ်ရီတွေဖြစ်ပေးနိုင်မှာလားကဲကျမလက်နှင့်ထိမိတော့သူ့ရင်ညွန်းသည်နှွေးထွေးကနူးညံ့သည့်စတော်ဘယ်ရီသေးများဖြစ်သွားသည်ကျမသည်ကလေးတစ်ယောက်လိုပင်တအံ့တော်ရင်မောပျော်ရွှင်မိသည်ကြည်စမ်းတိတ်လာတာပဲစားလို့အရင်ကောင်းမှာပဲနော်သူကပါရင်မောသည်အဲ့ဒါအချစ်ပဲတဲ့အချစ်ဆိုတာကိုချစ်တဲ့သူကိုတခုခုစိတ်အရသာကိုရတာစိတ်ပြေဆုံးမှုကိုပြေဆုံးမှုပေးနိုင်မှအချစ်ဖြစ်တယ် ကျမ၏ပါစပ်သေးသို့သူကစတော်ဘယ်ရီသီးတစ်လုံးခွင့်ကြွေးသည်။အမလီဖျားကြီးကျမစားဖို့သမျှစတော်ဘယ်ရီသီးများအနက်သူ့ရင်ခွင်မှထွက်သောအသီးကစားလို့အရသာရှိဆုံးဖြစ်သည်။ရနံ့ကလည်းထူးခြားစွာမှွေပြန့်သည်။အရသာကလည်းအချင်နှင့်အချိုကိုမျှတစွာရောဆက်ထားသည့်အရသာ။နူးညံ့လိုက်သည်ကလည်းကျမ၏နှကန်းပြားရှာပြားမှဘယ်တော့မှမရခဲ့ဘူးသောနူးညံ့ဆွတ်ဆွတ်မှုဖြစ်သည်။မင်းကျင်နဲ့ရဲ့လား။ကျမကောင်းငင်ပြလိုက်သည်။ အဲ့ဒါကိုမင်းကပကြီဆွဲချင်စိတ်ပေါ်လာသလားကျမချိတ်ရှုပ်ထွေးတာဒီဘာဟုတ်လဲစတော်ဘယ်ရီဒီကိုမင်းစားလို့အရသာကိုတိတ်ကျင်းနေနေတဲ့အချိန်မှာမင်းစတော်ဘယ်ရီဒီကိုပကြီဆွဲချင်စိတ်ပေါ်လာသလားလို့မေးတာဟွန်းဟွန်းစားချင်နေရပဲအေးဒီလိုပဲဖြစ်ရမှာပေါ့သူ့မူရာကိုကြည်ရသည်မှာပြဿနာရဲ့အဖြေတစ်ခုခုကိုရသွားသလိုပဲဘာလဲတော့ကျမမသိပါဒါပေမဲ့ပကြီးဆရာတယောက်ဟာသူ့မျက်လုံးကိုဆွဲဆောင်တဲ့မြန်အရာအလုံးကိုပကြီးရေးချင်တာပဲ ။အဲ့ဒါဘာကြောင့်လဲ။ဘာကြောင့်လဲဆိုတော့သူ့စိတ်ထဲမှာတင်းစီထားတယ်လို့ပကြီကားအဖြစ် လွှဲပြောင်းတင်းစိတ်ထားချင်လို့ပြန်လာ။ဒါတနည်းအားဖြင့်ကိုယ်ခွေမှုတစ်ခုလည်းဖြစ်မယ်ထင်တယ်။အလောက်ကိုကိုယ်ခွေတဲ့သဘောစိတ်ရယုံနဲ့ကိုယ်ခွေတယ်လို့ကိုယ့်ရဲ့အနုပညာနဲ့လည်းကိုယ်ခွေတဲ့သဘောထင်တယ်။ကဲကိုမင်းကိုမေးမယ်။အဲ့လိုပကြီးအဖြစ်ပြောင်းလဲခန်းစားလိုက်ပြီးရင်မင်းရင်ထဲမှာပေါက်သွားမှာလားပေါက်သွားတာပေါ့ကိုလုံးချင်ရလုံးလိုက်ရပြီပဲဒါဖြင့်မင်းရဲ့စိတ်ရုံကဒီမူရင်းရပုံမှာတိတ်မတွေ့ကြီးတော့ဘူးပေါ့ ။ "तू ဘာပြောချင်မှာလဲ။ तू ပြောချင်တာကိုကျမသိတယ်လို့ပဲ။ရှင်ဘာကိုပြောချင်နေရလဲ။ကိုကမင်းကိုနည်းနည်းမှမလျှော့ပဲချစ်နေစေချင်တာ။ကျမရှင်ကိုတသက်လုံးချစ်နေမှာပဲလေ။ဒါပေမဲ့ तू တခုခုကိုစိတ်ပူပင်ဟန်ရှိသည်။ဒါပေမဲ့ဘာဖြစ်လဲ။ဒါပေမဲ့အချစ်ဆိုတာတီးတန့်ထူးခြားမှုတစ်ခုပဲ။တီးတန့်ရတာတစ်ခုပဲ။အဲ့အော်တခြားဘယ်နေရအဖြစ်မှပုံစံပြောင်းလို့မရအောင်။ဘသူကပုံစံပြောင်းမှုပြောနေလို့လဲ။ မင်းပြောနေရလေမင်းကိုယ်ကိုပကြီးဆွဲခြင်းနဲ့ပကြီးဆွဲခြင်းနဲ့ခဏခဏပူစားနေရလေအဲ့ဟာမင်းကကိုယ့်အချစ်ကိုပကြီးကားအဖြစ်ပုံစံပြောင်းလဲပြစ်ချင်နေရမဟုတ်ဘူးလားဟုတ်တော့ဘလို့မြင်မျိုးပါလဲကျမစိတ်ပြက်လက်ပြက်ဖြစ်သွားသည်သူကစိတ်ရှည်စွာပြုံးနေစေမင်းကိုယ့်ရဲ့လူကိုခန္ဓာကိုပကြီးဆွဲခြင်းနာလားကိုယ့်ရဲ့အချစ်ကိုပကြီးဆွဲခြင်းနာလားကျမဘလို့ဖြေလျင်သူ့စီကဘာအမြင်နေထွက်လာအောင်မှလဲဟွန်းကျမမသိဘူးအချစ်ကိုဆွဲခြင်းနာဖြစ်မှာပါရှင်ကဘလို့လုပ်ပြီးအတင်းကြပြောနိုင်တာလဲ ဟာကိုခန္ဓာကိုပဲပကြီဆွဲချင်မှာတော့မင်းကိုကိုလက်ထက်เสียအကြောင်းမရှိဘူးလေ။ဟောများဟုတ်လေမလားမသိပါ။ဒီမဲ့မင်းမမျက်မျက်မှတ်ထားအချစ်ရဲ့အရာသာကိုမင်းဘရောမှပကြီနဲ့တယောက်မဖော်နိုင်အောင်။ချီစမ်းဒါကျမရဲ့အမှုပညာကိုသူစော်ကားလိုက်တာပဲ။ကျမမျက်လုံးအဆုံကိုမြုံကနေဖြန့်ချလိုက်ပြီ။ကျမ၏ဘေးတွင်သူ့အိမ်မောကျနေစေ။သူ့ဦးခေါင်းသည်ခေါင်းပေါ်ပြန်ရောက်နေပြီ။သူ့ညာဘက်လက်ကသူ့ရင်ဘက်ပေါ်မှာရှိစေ။ သူဘဘလက်ကကျမ၏ဥကောင်းနောက်ဖက်မှာကျမသူ့လက်ပေါ်မှာခေါင်းအောင်ပြီးအိပ်ပျော်သွားမိပုံရသည် သူ့လက်တွေနာကျင်နေရောပေါ့ကျမအသားလေးခေါင်းထောင်ထားလိုက်သည်ကျမခေါင်းအောင်မှာရှိနေသောသူ့ဘဘလက်ကိုနေသားတကျပြန်ထားပေးလိုက်သည်ခရင်ပေါ်မှာကျမဆင်းလိုက်သည့်အချိန်တွင်တိုက်ကက်နိုင်မှနိုင်ထိုးတန်တုံးချက်ကြလိုက်ရသည်ယခုလိုအချိန်မျိုးမှာလိန်မော်ဖျော်ရည်တစ်ခွက်လောက်တောက်ရလျင်ကောင်းမည်ကျမခြေလှမ်းလှမ်းလိုက်သည့်အခါထောက်တိုင်ဤခြေထောက်နှင့်ခလုတ်တိုင်မိ၏ထောက်တိုင်လဲမကြပါကျမ လည်းလဲကြမသွားပါသို့တော့ကျမ်းမြင့်မမတော့ထောက်တန်ရေရှားသွားတန်ကနည်းနည်းကျေလောင်သွား၏မင်းမလုံနေရလဲကျမလှည့်ကြည့်လိုက်တော့အခါသူဒီခေါင်းပေါ်မေးတင်လျက်ဝမ်းလျမောက်လျက်ကျမကိုကြည့်နေသည်သူ့မျက်လုံးတွေကမယုံတင်ကမျက်လုံးတွေအိတ်ချင်မှုလူဖြစ်နေသောမျက်လုံးတွေအားဆိုင်၍ဖွင့်ကြည့်နေရသောမျက်လုံးတွေကျမသူ့ကိုပြုံးပြလိုက်သည်ဘာမှမလုပ်ဘူးဒီထောက်တိုင်ကြီးဒီနားမှာကိုလိုကလန့်ဖြစ်နေတာမကြည့်ရင်လို့နှွေရွှေ့မလို့ ပြောပြောဆိုဆိုကျမကန်ဖရက်အလို့ချိတ်ထားသောထောက်တိုင်ကိုမှ၍နေရာရွှေ့လိုက်သည်အခန်း၏တစ်ဖက်နေရင်နှင်းကန်နိုင်သမျှကတ်ထားလိုက်ခြင်းဖြစ်သည်ချိန်နေပြီလားကျမမေးတော့သူပြောပါသည် ကောင်းတယ်ကျမလင်းမောရေသွားယူမလို့ရှင်းတော့အောင်မလားကောင်းတာပဲတော်တော်သူမျက်နာကိုခေါင်းနှင့်ပြက်အပ်လိုက်ပြန်ပါသည်ကျမသိပါသည်ကျမပြောင်းဝင်လာသည့်အခါသူအိပ်ပျော်နေပြီဖြစ်လိမ့်မည် Beauty Magazine အမှတ်9 2000ပြည့်နှစ်ဩဂုတ်လဂျူး